အမေရိကန်အနေနဲ့အွန်လိုင်းလေလံမှုအွန်လိုင်းလောင်းကစားမှုတိုက်ဖြန့်ရေးဆိုတာထက်နည်းနည်းတဲ့လျှို့ဝှက်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့သုံးသပ်ကြောင်းအမျိုးသားကာကွယ်ရေးနဲ့လူကြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါရယ်။နိုဝင်ဘာ၁၂ရက်ရက်စွဲနဲ့အမေရိကန်နိုင်ငံကထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ကြေညာချက်မှာအွန်လိုင်းလေလံမှုတွေကနေအမေရိကန်နိုင်ငံကိုကာကွယ်ဖို့ Distance of Columbia Scan Center Strike Force ကိုဖွဲ့စည်းခဲ့တယ်လို့ကြေညာလာတာကိုတွေ့ရကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါရယ်။ ယရီဒေတာမှာပြင်လုပ်နေတဲ့ online လိမ်လည်လောင်ကစားမှုတိုက်ဖြတ်ချိန်မုံနေမှုတွေနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေမှုတွေနဲ့ပတ်သက်ပြီးပြောကြားရမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ဒီထဲမှာကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာအရှေ့တောင်အာရှနိုင်ငံတွေကိုအခြေပြုပြီးတော့ cryptocurrency အပါအဝင်စိုက်ဘာလိမ်လည်မှုတွေကိုအမေရိကန်နိုင်ငံကိုကာကွယ်ဖို့ဆိုပြီးဖွဲ့စည်းကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။ဒီထဲမှာအထူးထူးခြားခြားအသုံးနှုန်းတွေပါတာကိုကျွန်တော်ပြောပြခြင်းပါတယ်။ ထို့ထို့ကြကြအသုံးနှုန်းတွေကတတိယအပိုင်းလောက်မှာတရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများ TCOS တွေက cryptocurrency ရင်းနှီးမြှုပ်နှံမှုလိမ်လည်မှုများနှင့်ယုံကြည်မှုလိမ်လည်မှုအမျိုးမျိုးကိုအသုံးပြုပြီးနိုင်စင်အမေရိကန်များ၏စုဆောင်းငွေများအသက်များကိုခိုးယူလျက်ရှိသည်ဆိုပြီးပါလာတာတွေ့ရပါတယ်။ နောက်တစ်ပိုက်မှာတော့လင်းလယ်မှုစင်တာတွေဟာအမေရိကန်ကတရုတ်ရာဇဝဲဂိုင်းတွေရဲ့အိတ်ကပ်ထဲကိုမျိုးဆက်တစ်ခုပြီးတစ်ခုချမ်းသာကြွေးဝါမှုရှိအောင်ဖန်တီးနေတယ်ဆိုပြီးစွပ်စွဲထားတာမျိုးလည်းတွေ့ရပါတယ်လို့၎င်းကပြောပါတယ်။ဒါပြင်မိမိတို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force Burma အဖွဲ့ဟာမြန်မာနိုင်ငံမှာရှိတဲ့လင်းလယ်မှုစင်တာနှစ်ခုကိုစစ်ဆင်ယူရပြုလုပ်ခဲ့တယ်ဆိုပြီးလဲပါလာတာကိုတွေ့ရကြောင်း၎င်းကပြောပါတယ်။၎င်းကသူတို့စစ်ဆင်ရေးဘလို့လုပ်ခဲ့လဲမလုပ်ခဲ့လဲဆိုတာတော့ကျွန်တော်တို့လည်းမသိပါဘူး။မြေပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူး။ဒါအပြင် မြန်မာနိုင်ငံမှာရှိတဲ့ KK Park လိုမျိုးသောလိင်လယ်မှုနေရာတွေကိုတိုက်ဖျက်ဖို့အတွက် Riot Time Police Warrant Task Force နဲ့အတူပူးပေါင်းဆောင်ရွက်ဖို့ဘန်ကောက်ကို FBI အေဂျင့်တွေဆင်လွှတ်ခဲ့တယ်ဆိုတာလည်းပါပါတယ်။ဒါဟာသူတို့ထုတ်ပြန်တဲ့နှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်တွေကကျွန်တော်တို့ထုံးနှုတ်ပြီးပြောတာဖြစ်ပါတယ်။ဒါတွေကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနကပြောတဲ့ online နေလည်းမှု online လောကစားမှုတိုက်ဖျက်ရေးဆိုတာထက် hidden agenda နည်းနည်းတဲ့လွတ်ဝဲရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်လို့ပြောပါရစေ မိမိတို့အနေနဲ့အရှင်းမြောက်ဒေတာလောက်ကိုင်းဒေတာမှာ online လောင်းကစားမှုတွေ online လင်လဲမှုတွေကိုတရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှု task force ကိုဖွဲ့စည်းပြီးဖြစ်ကြောင်းဒါပြင်ကရင်ပြည်နယ်မြရီဒေတာမြန်မာတိုင်းတရုတ်သုံးနိုင်ငံသုံးဖွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်းပြီးဆောင်ရွက်လျက်ရှိကြောင်း၎င်းကပြောပါရယ်အခုထိလည်းဆောင်ရွက်လျက်ရှိပါတယ်ဒါပြင်2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာတရုတ်နိုင်ငံကိုမင်းမြို့မှာကျင်းပခဲ့တဲ့တရုတ်မြန်မာတိုင်းကမ်ဘောဒီးယားလာအိုနဲ့ VNN 6နိုင်ငံက အွန်လိုင်းနေလဲမှုပုံပေါင်းတိုက်ဖြည့်ရေးအစည်းအဝေးတက်ရောက်ခဲ့ပြီးဒီအဖွဲ့နဲ့လည်းကျွန်တော်တို့ပုံပေါင်းဆောင်ရွက်လျက်ရှိပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့အွန်လိုင်းနေလဲမှုအွန်လိုင်းလောင်းကစားမှုဆိုတာဟာကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ငံတည်းကိုပဲဒုက္ခပေးနေတာမဟုတ်ပါဘူးလိန်လို့ရတဲ့နိုင်ငံတကာကနိုင်ငံသူနိုင်ငံသားတွေကိုလည်းလိန်နေနေတာဖြစ်ပါတယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ် ။ online လည်လည်းမှုနဲ့ online လောင်းစားမှုတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုအမျိုးသားရေးတာဝန်တရက်အနေနဲ့ပြည့်ပြတ်သားသားတိုက်ဖြတ်ဖို့လဲယာယီတမရကညွှန်ကြားထားပြီးဖြစ်ကြောင်းလူလူတွဲဆောင်ပွဲတွေမှာလည်းဒီကိစ္စကိုပြည့်ပြတ်သားသားထုတ်ဖော်ပြောဆိုပြီးဖြစ်ကြောင်းဗိုလ်ချုပ်စွန်မင်းထွန်းကပြောပါရယ်။ဒါကြောင့်မိမိတို့မြန်မာနိုင်ငံသူနိုင်ငံသားအလုံး media တွေအလုံးအနေနဲ့ online လည်လည်မှုတွေ online လောင်းကစားမှုတွေနဲ့ပတ်သက်ပြီးသတင်းရရှိလာပါကသက်ဆိုင်ရာကိုသတင်းပေးပို့ပေါင်းဆောင်ရွက်သွားကြဖို့မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း၆နိုင်ငံပို့ပေါင်းဆောင်ရွက်ရေးအဖွဲ့တွေဒေသရင်းအဖွဲ့အစည်းတွေနဲ့ပို့ပေါင်းမီ ။ online နေနဲ့မှုလောင်းကစားမှုတွေကိုမြမမြေပေါ်ကနေအပြေးတိုင်ခြုံငင်းသွားအောင်အမြင့်ပြတ်ချင်းမိုးတုတ်တင်သွားမယ်လို့၎င်းကပြောပါတယ်။